နာရှင်ကိုစန့်ကျင်သောဖီဆန်သောရုပ်ရှင်အမှုပညာရှင်တွေစမှုထမ်းရမယ်ဆိုတဲ့အကြောင်းတွေကိုဖော်ပြပေးမှာပါရွေးချယ်စရာအများကြီးတော့သိမရှိဘူးစမှုထမ်းလားထောင်နှန်းဆန်မလားဟုတ်ပြီမားလာကကြမ်းတယ်တော့ကျွန်တော်ရင်မိသားစုဝင်နေစောလဲစုစားလဲယူဖြစ်မဲ့အခြေအနေတွေကိုဒီနေ့ကြားရ ကျွန်တော်ရဲ့ feel ကိုအဆုံးထိဝင်ကြည့်ရှိဖို့ကျွန်တော်ရဲ့ဒါစုဝင်တဦးချင်းစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်မိကုံးလေးဖြည့်ပြီးလာကျွန်တော်ရဲ့ဒါစုဝင်နေဒီနေ့ကဘသူရဲ့မွေးနေ့ဖြစ်ပါတယ်။ဒီနေ့ဟာကျွန်တော်နိုင်ငံတော်သမရဦးဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ Happy birthday ပါဒီကျွန်တော်တို့ကျွန်တော်ကိုနိုင်ပါတော့ လေးစားချစ်ခင်တန်ဖိုးထားရအားကြရတဲ့နိုင်ငံခေါင်းဆောင်တဦးဖြစ်ပါတယ်သူရဲ့စကားဗာနောက်20 1မှာသူနောက်ဆုံးဒီပြောခဲ့တဲ့စကားအဲ့ဒီစကားလေးကကျွန်တော်အတွက်ခွန်အားဖြစ်စေပါတယ်ကျွန်တော်တော်လန်ရေးဒီနေ့ချိန်ထိရှေ့ကိုဆက်နေရတဲ့အကြောင်းရင်းများစွာတဲ့ကလည်းတစ်ချက်ဖြစ်ပါတယ်ဟုတ်ပြီနိုဘယ်ရှေ့နေ့မှာကြာရောက်တဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ 84နှစ်ပြည့်မွေးနေ့မျက်မှောက်ဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းအပြားပြားနဲ့ပြည့်စုံပါစေကြောင်းမြို့သားညီညီအစိုးရနဲ့ပြည်သူလူထုတစ်ရက်လုံးကတခဲနဲ့စုမုံကောင်းတောင်းပေးလိုက်ကြပါတယ်။ဒေါင်းလေးချင်းမရှိတဲ့စိတ်သက်ခွန်အားရင်းရင်တော်ခေါင်းဆောင်မှုတို့နဲ့ပြည်သူများအတွက်တရားမျှတမှုနဲ့ဒီမိုကရေစီခိုင်မာစွာကင်ဆယ်ထားသူသမ္မတကြီးတွေမတရားချုပ်နှောင် ခန္ဓာရမှုမှအမြန်ဆုံးလွတ်မြောက်ပြီးတော့မိမိချစ်ခင်သောပြည်သူများထံရောက်ရှိပါစေကြောင်းဆုမွန်ကောင်းတောင်းတတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။နိုင်ငံတော်စင်နာနိုင်ငံပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာတို့နဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုအောင်မြင်စွာတည်ဆောက်ရာဝယ်ထက်မှန်ဥစားမှုများပြုလုပ်နိုင်ပါစေကြောင်းလေးလေးနက်နက်ဆုမွန်ပထနာပြုပါတယ်လို့လည်းဆိုပါတယ်။တမန်ကြီးရဲ့မွေးနေ့ဒီ မြမတော်လှန်ရေးအတွက်ခွန်အားသိမျှော်လင့်ချက်အစ်စ်များကိုစောင့်ခြင်းပေးနိုင်ပါစေကြောင်းမြူသားညီညွတ်ရေးအစိုးရကယူသိလေးစားစွာနဲ့မြေသူတရလုံးကလည်းပဲစုမုံကောင်းမြတ်တာလွှာတွေပေးဖို့ထားတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့လေးစားတန်ဖိုးထားရတယ်ကျွန်တော်အားကြရတယ်ဓမ္မကြီးဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကျွန်တော်ရဲ့မိသားစုဝင်ပြီးပို့ပြီးတော့သိပါတယ် ငါတို့ကပြည်သူကိုမျက်နှာမူပြီးတော့ပြည်သူအနှင်းထတဲ့အာနာကိုပြည်သူလူရဲ့ကိုစားဆောင်ရွက်တာမျက်နှာလွဲခဲပြစ်တနှက်ပြပြီးတောင်းတိုင်းမပေးနိုင်ဘူးနှုတ်ထွက်မပေးနိုင်ဘူးမင်းတို့ပြောသလိုပုဂ္ဂိုလ်ကြီးထိခိုက်မှု ရှိမယ်ဆိုရင်လည်းမတက်နိုင်ဘူးကွာအသေးခံမယ်အဲ့ဒီစကားကိုပြောခဲ့တဲ့သူက 54မိနစ်ပြည့်မွေးနေ့ကြာရောက်လာတဲ့လက်ရှိအချင်းချခံထားရတဲ့ကျွန်တော်တို့နိုင်ငံရဲ့တမရကြီးဦးဝင်းမြင့်က2021ခုနှစ်မှာပြောခဲ့တဲ့ရဲရဲတောက်စကားဖြစ်ပါဒါနဲ့ထောက်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်တမရကြီးကိုအာဏာလွှဲပြောင်းပေးဖို့လက်ရှိအာဏာသိမ်းအကြမ်းဖက်အဖွဲ့က ညွန်ကြားပေးမယ်အပေပဲခံမယ်ဆိုတဲ့စကားမျိုးရေးအတော့ပြောခဲ့တယ်တူတီတော့ကျွန်တော်တို့ရဲ့သမလာကြီးကိုချိန်ကြီးလည်းပဲကမ္ဘာကုလသမဂ္ဂစင်မြင့်ထက်မှာကျွန်တော်တို့ရဲ့နိုင်ငံရဲ့သမလာအဖြစ်ကပီးထိုးထားစေအစတဲမှာပဲစေကုတ္တဝိညာဉ်ပဲခံထားရတဲ့ မိခင်ဒေါန်ဆန်းစွတ်ကြည်အသက်ရှင်ရှင်မနေနိုင်ပါကိုစိုးရင်မခင်ဖြစ်နေတယ်လို့တားဖြစ်သူခင်ကနေပြီးတော့ထုတ်ဖို့ပြောဆိုလိုက်ပါမယ်အသက်ရွယ်ကြီးကြီးမြင့်နေကြပြီဗျာကျွန်တော်နိုင်ငံရဲ့ခေါင်းဆောင်ကျွန်တော်နိုင်ငံရဲ့ခေါင်းဆောင်တည်တည်ရာလက်ရှိအာနာယုဖက်စစ်ကောင်းနေကြအကျဉ်းချခံနေရတယ် ကျွန်တော်တို့တရက်မှမမိပါဘူးကျွန်တော်မိသားစုနဲ့နေ့စဉ်အမြဲတမ်းဆုတောင်းပေးမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်အသက်80ပြည့်နေပြီတော်စားစွတ်ကြည်အနေနဲ့နှလုံးတဖုံအရိုးယောဂါတွေနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဆိုင်ရာယောဂဝိညာဉ်တွေခံစားနေရကြောင်းရခိုင်ကချုံအောင်ခံရရတဲ့အခြေအနေတွေနဲ့မတူကြောင်းနဲ့အခုနေအခြေချုပ်ကာလကနေအိမ်မှာနေထိုင်ပြီးတော့မိသားစုနဲ့ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါ ဤသည်နေရာမမသိနေရာမှာချုပ်နှောင်ခံရကြောင်းယခင်ကခရစ်စမတ်ကိုပင်ဖခင်တွေအကိုတွေဒါမိခင်တွေနဲ့အတူတူနေထိုင်ခွင့်ရခဲ့တယ်လို့ခင်ကပြောဆိုထားတာဖြစ်ပါတယ်မိခင်ဖြစ်သူကိုပြန်လဲလွှတ်ပေးရင်တောင်းဆိုချက်မှာကိုရေးကိုယ်တာကိစ္စတမကကိုကျင့်တရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်းအမှန်တကယ်တာဝန်ခံမှုနဲ့လွတ်လပ်စွာ ပြောဆိုခွင့်မရှိတဲ့ မြန်မာလူမျိုးတန်း90ကျော်ရဲ့ဘဝများနဲ့လည်းပတ်သက်နေကြောင်းအခုနိုဝင်ဘာ၈ရက်နေ့မှာဒေါန်ဆန်းစွတ်ကြည်အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲဆယ်စုနှစ်တခုပြည့်မြောက်တဲ့နေ့လည်းဖြစ်ကြောင်းစစ်တပ်ကယခုအခါအတူအကြောင်းရွေးကောက်ပွဲကျင်းပရင်ပြင်ဆင်နေပြီးကဘာကြီးအနေနဲ့နှုတ်ဆက်မနေတဲ့ကြောင်းတကောင်းကပြောဆိုထားတာဖြစ်ပါတယ်။နေ့တိုင်းဟာကျွန်တော်တို့အတွက်အမှတ်တရတွေအများကြီးပါ။ဒီတော်လန်ရေးမှာကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ တရက်ချင်းစီတိုင်းဟာအလွန်ကိုတန်ဖိုးရှိတယ်လို့နောက်ရက်တွေမှာလည်းပဲကျွန်တော်တို့ဘာရီဆက်လုပ်မလဲဆိုတာကိုကျွန်တော်တို့အနေနဲ့ခွာသစ်တွေအမြဲတမ်းတိုးတိုးပြီးတော့အရှိကိုဆက်နေကြတာဖြစ်တယ်ဒီနေ့မှာကြောက်တယ်ကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်ပြည်သူလူထုတရက်လုံးရဲ့ခေါင်းဆောင်ကျွန်တော်နိုင်ငံအတွက်အတပ်ပြင်ထားတဲ့ တမနာကြီးဥဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့မှာကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့မွေးနေ့ဆုတောင်းစကားတွေတစ်ခဲနဲ့ကျွန်တော်ရယူချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာကြီးပေးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာကျေးဇူးအထူးတင်ရှိပါတယ်ဟုတ်ပြီအာနာရှင်ကိုပြည်ဆံမယ်အာနာကိုပြည်ဆံတဲ့သူတွေလက်ရှိမင်းအောင်လှန်တဲ့အကျန်းဖက်စစ်ခွေးကိုစန့်ကျင်တဲ့သူတွေ အမှုပညာရှင်ဆိုရင်တော့အများကြီးရှိတာပေါ့ဗျာပကြီးပပူးကျွန်တော်တို့အများကြီးပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအခုလက်ရှိကရက်ရန်ရိုက်နေတာကတယောက်ဆောင်အမှုပညာတဲ့တွေဖြစ်ပါတယ်ပြီးကြတဲ့ပိုင်းတွင်းမှာကျွန်တော်တို့ဒါပေါ့လူငယ်သူကြီးတခုလို့ရဲ့တက်တက်လို့အားပေးခံထားရတဲ့ဖွေးဖွေးဒါချို့တော်တော်လေးဟိုပေါ့ anti တွေဆိုရင်လည်းဖွေးဖွေးကို သဘောကျတယ်အပိကျတော့လဲကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့လည်းသူ့ရဲ့ရုပ်ရှင်တွေအများကြီးကိုကြည့်ခဲ့ဘူးပါတယ်ဆိုတော့ဒါဖိုးဖိုးလေးကိုအကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကလာရောက်ဖမ်းဆီးသွားတယ်ဆိုတော့ဒီသတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာလည်းပဲကျွန်တော်မိသားစုဝင်တွေရဲ့စိတ်ဝင်စားမှုတွေလည်းအများကြီးရှိပါတယ်ကျွန်တော်အဲ့ဒီဒီဖိုးဖိုးဖမ်းခံရတဲ့အချိန်မှာကျွန်တော်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထွက်မပြောပါဘူးအခုက ဖိုးဖွေးကပြန်လွတ်သွားပြီဒါပေမဲ့ထက်တိုးဖန်းခံရတဲ့အခြေအနေတွေကိုကျွန်တော်ကဖော်ပြချင်တာအဲ့ဒီမှာထူးခြားမှုတွေပါနေတာပါထက်တိုးမှုပညာရှင်တွေအများကြီးကျွန်တော်တို့ဖန်ဆီးခံရတယ်ဖိုးဖွေးကပြန်လွတ်သွားပြီဗျဒါပေမဲ့အရင်လိုတော့မဟုတ်တော့ဘူးပြောချင်တာကတော့မလွတ်လပ်တော့ဘူးငါတို့ခေါ်ရင်ငင်ချက်ချင်းလာရမယ်ငါတို့ခိုင်းတာငင်တို့လုတ်ပေးရမယ်ဒါကအာနာရှင်တွေရဲ့လက်ပုံးမဲ့ကျွန်တော်ရင်မိသားစုတို့ဟုတ်ပြီမလုတ်ဘူးလား ်မလုပ်ရင်ထောက်နေထဲ့မယ်ဒီဘာထွက်กว่าဝင်ပိတ်ထားတယ်လွတ်လပ်သောဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်ပျက်နေတာလေเนาะကျွန်တော်အမိသားဆိုတာဟုတ်ပြီဖိုးပေးကတော့လွတ်သွားပြီအခုကတော့ဒါသူ့ကိုပေါ့နော်ခံဝင်ကတိနဲ့ပြန်လှုပ်ပေးလိုက်တာဖြစ်ပါတယ် အဲ့ကမ်ဝင်ဂရီမှာလည်းပဲချက်ပေါင်းများစွာပါပါတယ်သူတို့ခေါ်တဲ့အချိန်မှာလာရမယ်သူတို့ရိုက်မယ်အာခွင့်ကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်ရှင်ဒေါ်လကောပြီးတော့အကြမ်းမဲ့ဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့စစ်ခွေးကားတွေမှာဒေါ်လကောပါဝင်ရိုက်ကူးပေးရမယ်ဆိုတဲ့ဂတိပြုဝန်ခံချက်တွေကိုယူပြီးတော့မှယာယီလှုပ်ပေးထားတာဖြစ်ပါတယ်အခုကျွန်တော်ပြောချင်တဲ့သတင်းက အလင်းအောင်ဆိုတဲ့အမင်းသားငယ်လေးနဲ့ကျွန်တော်တို့ရဲ့မင်းသမီးကြီးလို့လည်းပြောလို့ရတဲ့မိုးရီကူအကြောင်းကိုပြောချင်တာပါလင်းအောင်ဆိုရင်လည်းပဲတော့ကျွန်တော်တို့ပေါ့နော်ဒီညီမငယ်တွေပေါ့နော်မမတွေညီမငယ်တွေတက်တက်လို့အားပေးခံရတဲ့ model အဲတေးဥဆောင်မင်းသားလေးလည်းဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်ကတော့တို့အကြောင်းတော့သိတော့မသိပါဘူးအဲမိုးရီကူကားတွေကတော့အရင်တော့ကျွန်တော်တို့ကောင်းကောင်းကြည့်ခဲ့ဘူးတယ်ဗျဟုတ်ပြီ အခုသူတို့မြောက်ကိုလည်းပဲအိမ်ထိလာပြီးတော့ဖန်ဆီးခေါ်ဆောင်သွားတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ထူးခြားတာပါအဲ့ဒါဘာလဲဆိုတော့အာနာရှင်ဖတ်အာနာရှင်ကိုကျွန်တော်တို့စန့်ကျင်သူဖီဆန်သူဒုက္ခကပြဟိုမသိသူတို့နဲ့မလေးတပတ်လုံနေတဲ့သူတွေကိုအကျန်ဖက်စစ်ခွေးတက်ကစစ်မှုထန်ခိုင်းအောင်မယ်လို့လည်းပါထားပါတယ်ဆိုတော့လေးအောင်ကိုစစ်မှုထန်ခိုင်းမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေ ဟုတ်ပြီဆိုတော့လဲပြောနေတယ်ပေါ့နော်ဒါခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝကိုအထိမခံတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့တန်းရွှေခက်ခဲကဗျအဲ့ဒီပုံစံမျိုးထွက်ပေါက်ပေါ့နော်အဲ့ဒီခွေးထွက်ပေါက်ကိုသူတို့ကဖန်တီးပြီးတော့ဒီရွေးကောက်ပွဲကိုမဖြစ်ပြန်အောင်လုပ်ချင်တာဒါပေမဲ့ပုံစံလေးကကွဲသွားပြီကျွန်တော်တို့မျိုးဆက်တွေမှာအများကြီး ဒါကျွန်တော်တော်လန်ရေးပေါ့နော်အအောင်ပွဲတွေမှာကျွန်တော်တို့အမြင်မြင်မှာတိုက်ပွဲတွေမှာအောင်တာလည်းရှိရှိနေတယ်လို့မျိုးကျွန်တော်တို့ခုလိုမျိုးအဲကျွန်တော်လူထောက်ခံမှုတွေပြီးတော့လက်ရှိပေါ့နော်အရေဝန်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေမှာလည်းပဲမင်းအောင်နိုင်တဲ့အပေါင်းပါတတိုက်ရဘလို့မှကျွန်တော်တို့တော်လန်ဒေါ်သူတွေနဲ့ရှင်ပြိုင် ထိုးတက်လို့ကိုမနိုင်တာဒီနေ့ချိန်ထိသူရှိမှာအာလာရှိတယ်သူရှိမှာစစ်တပ်ကြီးတစ်ခုလုံးရှိတယ်သူရှိမှာငွေရှိတယ် ြီးသူရှိမှာအာဘယ်လိုပြောမလဲကျွန်တော်ရဲ့မိသားစုဝင်တွေကသူခိုင်းရင်လုတ်တဲ့လူတွေရှိတယ်အခုကျွန်တော်တို့လူပညာရှင်တွေဆိုရင်လည်းပဲအဲ့လိုပဲအာ तू ကခိုင်းတယ် तू လုတ်တယ်အဲပြီးတော့ကျွန်တော်တို့ပြည်သူအားလည်းငကိုရဲပြတတ်မလားဒီအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ဆိုလည်းပဲတဲတဲလို့အမ်းပေးခဲ့တဲ့အခြေအနေတွေရှိတာဟုတ်ဗျာဆိုတော့သူတို့နဲ့ပတ်သက်ပြီးတော့ဝါလာဖြန့်တဲ့ဇက်ကားတွေရိုက်ကူးဖို့ရာဒီမှုပညာရှင်တွေကိုမင်းအွန်လိုင်းကကောင်းကောင်းအသုံးပြုချင်တာ ။အဲအချို့ကြတော့လည်းပဲဗျာအပါဝင်ပတ်သက်တာမဟုတ်ဘဲနဲ့ဘီးလေးကိုထပ်ပြီးအသားလေးညင်နေတာတွေရှိတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဟိုဘက်ကကလိုဘီယာကောင်တွေကလျော်နေကြတာဖြစ်တယ်။လိုဘီယာကောင်တွေလျော်ကြများမရအောင်လှိုင်ဟာလိုက်ပြီးတော့ကနေရတဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒါတွေကလည်းမကြမကြပါဗျာ။အခုဆိုရင်မွေးရီကူနဲ့အလင်းအောင်ဆိုတဲ့ဒါမင်းသားငယ်လေးတွေပါပါလာတယ်။မွေးရီကူကိုလည်းလက်ရှိပြန်ပြီးတော့ လွတ်မြောက်လာတဲ့သတင်းတော့ကျွန်တော်တို့မကြားသေးဘူးအလင်းအောင်လည်းထုံလင်းကောင်းပဲဆိုတော့အလင်းအောင်ငယ်ရွယ်တဲ့အတွက်သူ့ကိုစစ်မှုထမ်းခိုင်းဖို့ပါဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့နောက်ဆုံးကြားသိထားတာဖြစ်ပါတယ်ဟုတ်ပြီစစ်မှုထမ်းဆိုလဲထမ်းပေါ့ဗျာဒါပါပဲကျွန်တော်ဒီရှေ့ရက်တွေမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီရုပ်ရှင်သုံးဆောင်တာဖွဖွေး အဲပြီးတော့ကျွန်တော်လေးအောင်နဲ့ပတ်သက်ပြီးတော့ခေါ်ယူဆက်စည်းတဲ့တရေထွက်ပေါ်လာတဲ့ဒီချင်းတွေမှာလည်းပဲဒါချမ်းဖက်စစ်ခွေတက်ကတရားဝင်ထုတ်ပေါ်တာကမရှိပါဘူးသို့ပေမဲ့ဒါတွေကတည်ကြတော့ရှိတယ်ဆိုတာကျွန်တော်မိသားစုဝင်တွေသိရှိပြီးဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါခွေတက်ရဲ့ထောက်ခံသူ lobby တွေဖြစ်တဲ့ဒါကျော်မျိုးမင်းတို့စသည်အဖြစ်ဒီကောင်တွေပဲထပြီးတော့ဆော်ရဲကြတာဖြစ်ပါတယ်ဆိုတော့တခါတည်းမှာသူတို့ကဘယ်မလို့သတင်းမီဒီယာသမားတွေဘာညာဆိုပြီးတော့ပြောပေမဲ့ဒီကောင်ကြီးရဲ့အတုံးတုံးကြီးပြောဆိုတာတွေကသတင်းမီဒီယာသမားတွေ ਨੇ လုံးဝမတူတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဗျာဟုတ်ပြီတကယ်တော့ကျွန်တော်တို့ကျွန်တော်အားလုံးသိထားတဲ့ဥပဒေပေါ့နော်ဒီဥပဒေဆိုတာလူမှုဖွဲ့စည်းကိုကာကွယ်တဲ့ဥပဒေဖြစ်ရဖြစ်ပါတယ်ဆိုတော့လူမှုဖွဲ့စည်းကိုကာကွယ်ပေးဖို့အတွက်ဒီဥပဒေကထုတ်ဖို့ထားတာဖြစ်တဲ့ရှိနေတာလည်းဖြစ်ပါတယ်ဆိုတော့စပီးအုပ်စုက၎င်းတို့လုပ်မယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ဒါဒီခွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပြီးတော့ဒါခွေးတက်နဲ့ပတ်သက်တဲ့ အဲ့ဒါဝါဒပင်ရုပ်ရှင်ကားတွေမှာသူတို့နဲ့မပါတဲ့သူတို့ဘက်ကိုမရက်တဲ့ကျွန်တော်တို့ရုပ်ရှင်အမှုပညာတွေတွေကိုသူတို့ကအခုလိုမျိုးဖန်ဆီးပြီးတော့အခုလိုမျိုးအကျက်ရိုက်ပြီးတော့ခိုင်းစေခဲ့တာဖြစ်ပါတယ်ဆိုတော့လူတွေမှာကိုပိုင်ပြောဆိုခွင့်မရှိသလိုကိုပိုင်လွတ်လပ်ခွင့်လည်းဘာမှမရှိတော့ပါဘူးဒါအနာရှင်အောက်မှာနေတဲ့သူတွေအကုန်လုံး ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲဟန်တာဝီဥဝင်းတင်ကမတရားတဲ့အမိန့်မှန်သမျှအာနာဟုသမျှတာဝန်အရာဖီဆန်ကြလို့ပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီစကားတွေက၎င်းပြောခဲ့တာမှောက်ဘူးဗျာသူတို့တွေဘွားနဲ့ခြီးပြီးတော့အတိတရားတွေရရှိခဲ့လို့ဒီလိုစကားတွေထွက်ပေါ်လာတာဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီကစုံတွေကိုကျွန်တော်အကြောင်းအရာလေးတစ်ချက်ဖော်ပြခြင်းနဲ့ဗျသူကကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့မြန်မာရုပ်ရှင်လောကမှာထင်ရှားလွန်တဲ့ ဖုံးဝင်ဆိုတဲ့သူအကြောင်းကျွန်တော်နင်းငယ်ဖော်ပြခြင်းနဲ့ဗျာကျွန်တော်ကတပွားလုံးရင်းပြီးတော့ဂျင်းနေတာခမမြန်မာဒီမိုကရေစီခေါင်းဆောင်ကို စင်ပေါ်တင်ခွင့်ရခဲ့တာပြည်သူနဲ့မိတ်ဆက်ပေးခဲ့ရတာတမိုင်းပေးတာဝန်ပေါ့ဗျာအားရတယ်ဝမ်းသာတယ်ပီတိဖြစ်တယ်ချီးမြှူးတယ်ပေါ့ဗျာရုပ်ရှင်မရိုက်ရလဲနေပေါ့ဗျာအတန်သေးမဆောင်ရလဲပဲဘာဖြစ်လဲကျွန်တော်ကဂျင်းနေတာဗျာသူတို့ပိတ်နိုင်လှ တသက်လုံးပေါ်တဲ့ဟာဆိုပြီးတော့ဂျီဒန်နဲ့စိုးစကားပြောခဲ့တယ်မြမရုပ်ရှင်လောကမှာထင်ရှားလွန်းတဲ့ထုံးဝေက DVB နဲ့သတင်းဌာနမှာဒါတွေ့ဆုံတဲ့အချိန်မှာပြောခဲ့တာဖြစ်ပါတယ်မင်းသားကြီးထုံးဝေဟာ1988ခုနှစ်စက်တင်ဘာ26ရက်နေ့မှာတင်းချီသောလူတို့ကိုဒေါက်ဆန်စွတ်တီနဲ့စတင်မိတ်ဆက်ပေးခဲ့သူပါသူမိတ်ဆက်စကားအပြည့်စုံကဘိုချုပ်အောင်ဆန်းဤသမီးဒေါက်ဆန်စွတ်တီကယနေ့ဖြစ်ပေါ်နေသော အခြေအနေများနဲ့ဆက်လင်းပြီးတော့ဆန္ဒသဘောထားကို တင်ပြပြီးပြည်သူလူထုအစည်းအဝေးကြီးမှ ထောက်ခံမှုရယူရန်အစုပြုချက်များကိုတင်ပြပါမည်။ဒေါန်ဆန်းစွတီကြွပါခမားဆိုပြီးတော့သူကဒေါန်ဆန်းချုတ်စီကိုလူထုအရှိကိုခေါ်ထုတ်ပေးခဲ့တဲ့အမှုပညာရှင်တဦးဖြစ်ပါတယ်။ဒီစကားကြောင့်ပဲလေမင်းသားကြီးထုံးရင်ဟာတဲ့စစ်အုပ်စုရဲ့ရုပ်ရှင်ရိုက်ခွင့်ပိတ်ပင်ခံခဲ့ရတာပါ။ ကျွန်တော်တို့အခုအမှုပညာရှင်ဘောမတတိုက်ဖြစ်ပြနေတဲ့အဖြစ်ပြတကောင်တွေကတကယ့်ကိုစုပ်လဲစုစားလဲယူအခုဆိုရင် NUG ကဒါအာနာယူအုပ်စုတွေနဲ့ပတ်သက်ပြီးတော့အခုလို့ဘောတွေစမနေအောင်မယ်ဆိုရင်ထောင်နဲ့ငါးနှစ်တည်းကျွန်တော်တို့ဒီကောင်တွေကမလွတ်ဘူးအော်ပြည်သူလူထုကအဘိုင်းကော့စ်တွေလုတ်ပြန်တော့လေသူတို့မှပြပြတလဲလင်းနေဟာအမင်းတို့ငါမင်းမမတိနေငါသားသမီးမတိနေဘာညာဆိုပြီးတော့ နော်သူတို့တားမီးသူတို့မိန်းမတွေကိုကျွန်တော်တို့ထိပါဘူးဒါပေမဲ့သူတို့ကဖြစ်ပြီးတော့သူတို့ကကြောက်နေကြတာဒါပေမဲ့ကျွန်တော်တို့မိသားစုဝင်တွေကိုမရောက်ရင်ဘယ်လိုတတ်ခဲ့လဲဘာမှမတွေ့လို့အဖေကိုဘယ်လိုမျိုးဖမ်းပြီးတော့အဖေကိုဘယ်လိုမျိုးညှိမနှိပ်စက်တတ်ဖြတ်ခဲ့လဲမိသားစုလိုက်အိမ်ထဲမှာထိုင်နေရင်းနဲ့သမီးစားနေရင်းနဲ့လေကြောင်းကဘုံကျဲလို့သမီးသားစုလုံးတေးသွားခဲ့တာအဲ့ဒီကောင်းနေမသိရောလေလား ဒီကောင်တွေကနားကောက်တဲ့ကောင်တွေပြကျွန်တော်တို့ပြောလဲတကောင်တွေသိမှာမဟုတ်ဘူးထောင်းနေငားနေတော့အလူကြီးကတော့အမိထုတ်ပြီးသွားပြီဆိုတော့ကြာမှာပါပဲဒီကောင်တွေဟုတ်ပြီအဲ့ဒီစကားကြောင်းမယ်မင်းသားကြီးထွန်းဝင်ဟာစေအုပ်စုကရုပ်ရှင်ရိုက်ခွင့်ပိတ်ခံရတာဖြစ်တယ်ဒါကိုသူတို့ပိတ်လှတသက်ပေါ်ဗျာတဲ့ရှင်းရင်တော့ကျွန်တော်မိသားစုဝင်တယ်တသက်သူ့လိုမျိုးတတိ အခုဘောမရက်ကွက်ဖိအားတွေပေးပြီးတော့အမှုပညာရှင်တွေအဲ့လိုတတိမျိုးမွေးနိုင်ပါရဲ့လားကျွန်တော်တို့ပြည်သူလူထုရဲ့အာဏာသိမ်းပြီးနောက်ပိုင်းမှာအမှုပညာရှင်အများကြီးမြောက်မှရဲ့စခွေအုတ်ချုပ်ခံနေနဲ့မရက်တီဘယ်နဲ့လွတ်မြောက်နေမြည်ဒီမှာဒေါ်လာသောရဲဘော်တွေနဲ့အတူတူရက်တီခဲ့တာတွေ ပြီးတော့လူမြောက်သောဒေတာတွေမှာအခုချိန်ထိနုပညာတွေကိုဖော်ထုတ်ပြသနေအများကြီးပါမင်းသားတောင်းပြောတဲ့စကားကိုကျွန်တော်အရင်ကြိုက်တယ်တော်လှန်ရေးလုပ်လို့အနုပညာလုပ်ငန်းတွေဆက်ပြီးတော့မလုံနိုင်တော့ဘူးဆိုတာမျိုးကို သူလုံးဝလက်မခံဘူးလေဒါကြောင့်လည်းကနေ့ချိန်ထိကျွန်တော်တော်လှန်သောနုပညာရှင်တွေဟာကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့မျက်စိအရှိမှကနေ့ချိန်ဒီမပြောက်သေးတာကဲ ကျွန်တော်ပြောပြတာဥပမာဒေါင်းပေါ့ဗျာအာဖိဖိလို့ယူရီးယားမှာလားအော်တိုင်းမှာလားစင်ကာပူမှာလားအော်စတြေးလျမှာလား UK မှာလားအမေရိကမှာလားဆိုတော့ရှိုးပွဲတုံးရင်လည်းပဲအပြစ်ပြီးတော့လက်ရှိဘောတော့ကျွန်တော်ကဘာပတ်ပြီးတော့ကျွန်တော်ရဲ့ရောင်းနီလာနေတဲ့အကြောင်းကိုသူရဲ့အမှုပညာတွေနဲ့ဖော်ထုတ်နေတဲ့ကိုလင်းလင်းချစ်သူဝေဘလောက်ထိပြည်သူလူလူတစ်ရက်လုံးရဲ့တခဲနဲ့ထောက်ပံ့မှုကိုရရှိထားလဲ အများကြီးရှိပါသေးတယ်ကျွန်တော်က for example တစ်ခုနှစ်ခုပဲပေါ်ပြတာကျွန်တော်ရင်မိသားစုနေကျွန်တော်တို့အမှုပညာရှင်တွေတော်လန်တော်မှုပညာတွေဒီနေ့အချိန်ထိကျွန်တော်တို့မိဘပြည်သူတွေနဲ့အဆက်အသွယ်မပြတ်သေးဘူးအနည်းဆုံး YouTube မှာတော့မှမြင်တွေ့နေရဆဲပါဟုတ်ပြီဒါကကျွန်တော်သတိတရားနဲ့ကျွန်တော်အာနာရှင်တွေသူတို့လုံနိုင်လဲသူတို့ပိတ်ပင်နိုင်လဲတသက်ပေါ့ဗျာလို့ပြောခဲ့တဲ့မင်းသားကြီး ထုံးဝေအကြောင်းကိုကျွန်တော်မိသားစုတွေကိုပေါ်ပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲမြမရုပ်ရှင်သမိုင်းမှာအာနာရှင်ကိုအာနာဖီဆန်နဲ့သူရဲကောင်းရုပ်ရှင်သမားတွေရှိခဲ့တာကိုသိစေခြင်းတာပါ။မြမရုပ်ရှင်တုတ်ဆောင်တွေထဲမှာလည်းပဲအေးအေးတင်းကစပြီးတော့အာနာဖီဆန်ခဲ့တာဒီနေ့ခေါ်ယူစစ်ဆေးခံနေရတဲ့အဖွေဖွေးတို့အထီးပေါ်ဗျာဒါကုဆက်ပြတ်နေလာတာအခုဆိုရင်လည်းပဲအချားမင်းသမီးတွေလည်းအများကြီးမိန်းသားတွေလည်းအများကြီး တို့ကတော့ရှင်းတယ်လေတို့တို့ခေါ်ရင်လာမယ်မင်းတို့ခံဝင်ဂရီထိုးမင်းတို့ပြပထွက်လို့မရဘူးပြပထွက်မယ်ဆိုလည်းငါအကြောင်းကြားဘာကြောင့်လဲဘာလဲညာလဲပေါ့ဗျာဒါမျိုးတွေကန့်သက်ချုပ်ရွှယ်လာပြီဆိုတော့နောက်ပိုင်းတွေမှာဒီထက်ပို့ပြီးတော့ဆိုးတဲ့အခြေအနေတွေကိုကျွန်တော်တို့ကြုံတွေ့ရဖို့ရှိတယ်အခုလင်းအောင်ဆိုရင်တို့စစ်မှုထမ်းခိုင်းဖို့အထိဖီအားအပေးခံနေရတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားနေရတာဖြစ်ပါတယ်ဗျဟုတ်ပြီတကယ်တော့အာနာရှင်ကိုဖီဆန်နဲ့စန့်ကျင်နေဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဗျဘာလို့ကျွန်တော်နိုင်ငံမှာရှိနေတဲ့ ဒီအာနာယုအုပ်စုကတကယ်ကိုရုပ်မှာကောက်ကျစ်လွန်းနေကောင်းနေဆိုတာလဲကျွန်တော်တို့အားလုံးတွေ့ရှိပြီးဖြစ်တယ်အလွန်တမင်းနှိမ့်ဆက်ညှင်းပန်းတပ်ဖြတ်တဲ့နေရာမှာလဲပဲသူအေးအေးနဲ့လုတ်တက်တဲ့ကောင်တွေလဲဖြစ်တယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအီရန်တို့တရုတ်တို့စတဲ့နိုင်ငံတွေမှာလဲပဲအမှုပညာသမားတွေကိုဖိနှိပ်ခဲ့တဲ့ဒါအချိန်တွေလည်းရှိခဲ့ဘူးလေဒီလိုဖိနှိပ်ခဲ့တဲ့နေရာမှာတဲ့1940 1950ဆေးကာလမှာအမှုပညာသမားတွေကိုအမေရိကန်မှာဖိနှိပ်ခဲ့တာတွေရှိတယ်ဟောလိဝုဒ်အမည်ပြဆင်း ကျွန်တော်တို့အဲ့ဒါတွေထားရှိခဲ့တာတွေရှိတယ်နိုင်ငံရေးအယူအဆအရဖိနစ်ခံရသူတွေရှိပါတယ်ကွန်မြူနတီလို့ဆွဆဲခံရသူရုပ်ရှင်သမားအချို့ကိုကျွန်တော်တို့ HUAC ကနေပြီးတော့စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်ရှိတယ်အဲ့လိုစစ်ဆေးတာတွေငင်းကုန်တာတွေဝေဖန်တာတွေပြီးတော့နိုင်ငံကိုလက်မှတ်ပိတ်သိမ်းတာတွေရုပ်ရှင်ကားတွေပေါ့နော်ပါဝင်ခွင့်မပေးခဲ့တာတွေလုပ်ခဲ့တာတွေရှိတယ်နိုင်ငံပြင်မှာထွက်ခွာခဲ့ရသူတွေလည်းရှိတယ် ခေါင်းတို့အမြင်ပြစင်းရဲတဲ့မှာကဘာကျော်ကျွန်တော်ကြိုက်တဲ့ဟာတတေဆောင်မင်းသားချာလီချက်ပင်တော်မှပါသေးတယ်ဗျဒါဟိုးရင်ပေါ့နော်ဟိုးရင်က1940 1950ကာလတွေမှာလည်းပဲအဒီလိုမျိုးအခြေအနေတွေကတော့ရှိခဲ့ဘူးတယ်ပေါ့နော်အဲကျွန်တော်တို့နိုင်ငံအခြေအနေတွေတော့မတူပါဘူးရုပ်ရှင်ဟာလည်းအမှုပညာဖြစ်တယ်ဖြောင်ပြေးကိစ္စတခုတက်တက်မဟုတ်ဘဲနဲ့ဒီရုပ်ရှင်ဟာကျွန်တော်တို့လူလူလူဒန်းစားအသီးသီးကိုလွယ်လင်းတကူပြတ်နေနိုင်တယ် ကျွန်တော်တို့ဗျာအခု TikTok နဲ့ Facebook မှာတော့မှာဗျာကျွန်တော်တို့ဒါပြန့်နှံ့မှုအားတွေအများများတယ်ပေါ့နော်ဒါပေမဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့လက်ရှိတော်လိုင်းသောမီဒီယာကိုတော်လကောင်းတော်လန်သောအမှုပညာရှင်တွေကိုတော်လကောင်းသူတို့ဒီဘလို့မှကြော်လို့မရအောင်သူတို့ဒီသတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့ပြီးတော့သူတို့ lobby တွေကိုပတ်စံနေအများကြီးကုန်ကြခံပြီးတော့ဖန်တီးခဲ့တယ် စိုက်ဝါးတွေထဲဘယ်ဖြစ်ဖြစ်ပေါ့ဗျာ Facebook တွေ social account တွေအတုတွေအများကြီးသုံးပြီးလုတ်ခဲ့ပါတယ်မင်း online ဒါပေမဲ့ကျွန်တော်တော်လန်သောလူပညာတွေတွေနဲ့တော်လန်သောသတင်းမီဒီယာတွေကိုဒီကောင်တွေလုံးဝကိုမရှင်းနိုင်တာဒီနေ့အချိန်ကြီးတော့တော်လိုင်းမှာအောင်နေခြင်းအကြောင်းအကြောင်းရင်းတွေမှာအများကြီးရှိတယ်ကျွန်တော်မိသားစုဝင်နေဟုတ်ပြီဒါလက်ရှိအချိန်ကြီးပေါ့နော်တို့တွေကဒါအမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့သူတွေကိုတို့ရဲ့အာဏာနဲ့ထိန်းချုပ်ပြီးတော့ဝါရဖြန့်အလိမ်ညာတွေ့ လုတ်ဖို့တနည်းအားဖြင့်ကျွန်တော်တို့ပြည်သူတွေကိုလိန်ဖို့အတွက်သူတို့ကအတုံးပြူကျင်တာဖြစ်တယ်။ဒါပေမဲ့လည်းအခုချိန်ထိသူတို့ကလုတ်လိုက်အဘယ်လိုပြောတော့ဟိုပလိုင်းပေါင်နဲ့ဖားကောက်နေတဲ့ပုံစံမျိုးပေါ့။နောက်ဆုံးတရားခံဖြစ်သွားတာကအတုံးချခံအနုပညာရှင်ဘောမတွေပဲတရားခံဖြစ်သွားတာ။အဘွိုင်းကော့စ်ခံရတယ်ပြီးတော့သူရဲ့ဘွိုင်းနေထိုင်မှုမလုံခြုံတော့တဲ့အခြေအနေတွေသူကသူတို့ဖြစ်သွားတာလည်းရှိပါ တော့အများကြီးပါအခုဆိုလုံလုံကြီးတွေပါငှားပြီးတော့နေထိုင်နေရတဲ့အခြေအနေပေါ့နော်တော်တော်လေးကြီးဖို့ကောင်းတယ်ဗျပြည်သူကြွေးတာပဲအမှုပညာတဲ့တွေဆိုတာကပြည်သူရဲ့ဒါပေါ့နော်ချက်ချင်းပြည်သူရဲ့အားပေးမှုရမှသာလေအမှုပညာရှင်အမှုပညာတဲ့ဆိုတာဖြစ်လာတာဆိုတော့အခုပြည်သူလူထုကြားလဲကိုတော့မှရေးတနေမသွားရတဲ့အမှုပညာတဲ့တွေဆိုတော့သူရဲ့ဘွားကတော့ဆုံးသွားပြီ။ဒါကြောင့်ကျွန်တော်ပြောတာ စုပ်လဲစုစားလဲယူမှာပဲအန်ယူဂျီကလည်းပဲဖောင်ငါးနှစ်ချမှာပဲကျွန်တော်တို့ကလည်းဝိုင်းကောလုံမှာပဲကံမကောင်းရင်တော့ဆွဆွဆွပါဖြစ်ခံရအောင်မှာပါဟုတ်ပြီဖိနေလိုမှုနဲ့ဝါရဖြန့်ချိမှုဆိုတဲ့ရည်ရချက်တွေနဲ့အာဒီအကျောင်းဖက်စစ်ခွေးတက်ကရုပ်ရှင်သမားတွေကိုအုံချနေတာကိုကျွန်တော်ထင်ရှားစွာပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒါစွမ်းကန်ထဲမှာတချေရောတလို့မျိုးပေါ့ဗျာအကျောင်းဖက်စစ်ခွေးတက်လိုချက် ါဘောကိုရှာနဲ့ရက်ပြီးတော့ပါဝင်နေကြတဲ့ကောင်တွေလည်းရှိတယ်ဒီကြားထဲမှာပေါ့နော်ကျွန်တော်တို့ဒီတက်နိုင်တလို့ပေါ့နော်သူတို့ရဲ့အမ်ဒီစန့်ကျင်တဲ့ပုံစံမျိုးဗျာပေါ်ပေါ်တနေမစန့်ကျင်ရဘူးဆိုရင်မတိမတာပေါ့နော်ဖာတိဖာတာနဝဆိုတော့အဲ့ဒီပုံနဲ့ဖာတိဖာတာနဝဆိုတော့ကျွန်တော်တို့ကရင်စစ်တင်တန်းတက်တဲ့အချိန်မှာပေါ့နော်အဲ့ဒီစကားလေးအဲတုံးကြတာပါကျွန်တော်မိသားစုနဲ့နားမလည်မှာဆိုလို့ပါဟုတ်ပြီ မသိမသားလေးပေါ့ဗျာအသားလေးဘေးနားမှာထွက်နေနေတဲ့အနုပညာရှင်တွေလည်းရှိပါတယ်အခုကတော့အဲ့ဒီအနုပညာရှင်တွေအကုန်လုံးကိုဖမ်းစရင်တွေပါကောင်းဘာကြောင့်လဲဘာဖြစ်လို့လဲမင်းတို့ဘာကြောင့်မပါလာလဲဆိုတော့လူတယောက်ရဲ့ယက်တီမှုလူတယောက်ရဲ့ရှင်သန်မှုအရာအလုံးကအာနာရှင်တွေအောက်မှာဆိုရင်ဘလို့ပုံစံမျိုးနေထိုင်စားတောက်အသက်ရှင်ရသည်ဆိုတာကိုလည်းကျွန်တော်တို့ထင်ရှားသွားတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အနုပညာရှင်တွေအားလုံးလည်းအခုချိန်မှာတော့ဘာလို့လောက်မသိဘာမှလုပ်လို့မရတော့နိုင်ငံခြားလည်းဖော်လို့မရဘူး ပြီးတော့ရုပ်ရှင်လောကဆိုတာလည်းအခုကလည်းဘာမှမရှိတော့ပျက်စီးသွားပြီဘယ်ငပိုးတွေငပိုးတွေတပ်ပိုးတွေအယူတွေတို့မနော်ခက်ဖြစ်နေတာပေါ့နော်ဟုတ်ပြီဆိုတော့ဒီနေ့ကတော့ကျွန်တော်အဓိကပြောချင်တာကတော့ကျွန်တော်တို့နိုင်ငံတော်တမနာကြီးအဦးဝင်းမြင့်ရဲ့ Happy birthday မွေးနေ့ဖြစ်ပါတယ်ဒီမွေးနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးရဲ့စုတောင်းမေတ္တာပို့သမှုတွေကိုလည်းကျွန်တော်တို့အဲတွေ့ချင်ပါတယ်မြင်ချင်ပါတယ်ကျွန်တော်တို့အားလုံးအတွက် သူဟာဂရိအချိန်ထိဖန်ဆီးခံထားရတာဖြစ်ပါတယ်ကျွန်တော်အားလုံးအတွက်သူဟာရှေ့ဆုံးကနေပြီးတော့အချင်းချခံရင်းနဲ့တော်လှန်နေစေဖြစ်ပါတယ်ဆိုတော့နိုင်ငံတော်တမနာကြီးနဲ့အတူပြီးတော့အမေဒေါ်ဆန်းဆွတ်ကျင်နဲ့အတူကျွန်တော်တို့တသွေးတဲ့တသားနဲ့ယက်တီနေတယ်ဆိုတာကိုထပ်မံပြီးတော့တသေးပြကြ